ခဲ့ကျွန်တော်နေ Windows တိလို့ပုံလေးပဲပေါ့နော်ကျွန်တော်ဒီနေ့က group ဖတ်နေ group ဖတ်သုံးပြီးပေါ့နော်ကျွန်တော် Windows တိလို့ပုံလေးကျွန်တော်ကြားခဲ့ပြီကျွန်တော်ဒီနေ့ Gan Drive ကိုသုံးပြီးတော့ကျွန်တော် Windows တိလို့တဲ့ဟာလေးပေါ့နော်ပြမယ်ဒီ Windows 11 state တွေပဲကျွန်တော်တို့ပြောပါမယ်အဲဒီတော့ Windows တန်းနေရကျွန်တော်တို့ဟို app of support ဖြစ်သွားပြီဆိုတော့နော်ကျွန်တော်တို့နောက်ပိုင်းက Windows 11တွေပဲသုံးတော့မှာဖြစ်တဲ့အတွက် Windows 11အကြောင်းတွေပဲကောင်းကောင်းလေ့လာထားတာကောင်းပါတယ်အဲကြောင့်မလို့ကျွန်တော်ဒီနေ့ Gan Drive ကိုသုံးပြီးတော့ကျွန်တော် window 11 still လောက်သားလေးကျွန်တော်ပြတော့เนาะဒီ fan drive ကတကူကောင်းနေပါသူကဟို multi ပေါ့เนาะ multi ဘူး stay ပဲကျွန်တော် still လောက်တွေ့ရတယ်เนาะအဲကြောင့်မို့ကျွန်တော်ဒီနေ့ fan drive လေးကိုတုံးပြီးတော့ကျွန်တော် window 11လောက်သားလေးပြမယ်သူကကျွန်တော်တို့ window 11ဖြစ်ပြီဆိုတော့ကျွန်တော်တို့ကဘာလိုလဲဆိုရင် stick ကပေါ့เนาะ memory stick ကကျွန်တော်တို့ 8k အနည်းဆုံးရှိရမယ်เนาะ 8k အနည်းဆုံးရှိရမယ်ဆက်6 k လောက်တုံးရင်ပိုကောင်းတယ် AK ဆိုရင်ကျွန်တော်တို့ပြည်လူနေပါဖြစ်တယ်ပေါ့နော်။နေအောင်တော့ပြရတယ်ပေါ့နော်။နေအောင်ပြရတဲ့ကျွန်တော်တို့က 8K ထက်စာရင်16ရက်ပို့တုံးတာကောင်းပါတယ်เนาะ Windows Stick ကလေးကို16ရက်တုံးတာကောင်းတယ်အဲကြောင့်မို့ကျွန်တော်တို့ Windows Stick လေးတစ်ချောင်းစီထားမယ်ကျွန်တော်တို့ပြီးတော့ load တဲ့ brand new software ကျွန်တော်တို့ down မယ် Windows 11 down တာလေးလည်းကျွန်တော်ဒီနေ့ဖတ်ပြပါမယ်ကျွန်တော်နော်ဒါဆိုရင်ကျွန်တော်တို့ Windows 11အရင် down ပုံကြီးလေးကျွန်တော်သွားကြည့်လိုက်အောင်ကျွန်တော်ဒီမှာ Chrome browser ရောကျွန်တော်ဝင်လိုက်မယ်ကျွန်တော်ဝင်ပြီဆိုရင်ကျွန်တော်ဒီမှာ ကျွန်တော် Windows 11လိုပဲဟိုတနေ့ကလိုပဲကျွန်တော်ရိုက်တယ်မြန်တို့ IAM Windows 11ကျွန်တော်ကတော့ဒီမှာ ISO ဒါတိုင်းဒေါင်းပြမှာဖြစ်တယ်တော့เนาะကျွန်တော် ISO ဆိုရက်ဟာဝဲကျွန်တော်နှိပ်လိုက်မြန်ပြီးရင်ကျွန်တော် Microsoft ဆိုရက် browser ရဲ့အောက်ကဒေါင်းလော့ Windows 11ကိုကျွန်တော်နှိပ်မြန်ပြီးရင်ဒီရောက်ပြီဆိုရင်ကျွန်တော်တို့ဗာကြည့်ရမလဲဆိုရင်ကျွန်တော်တို့ဒီမှာ create window level install media ဆိုတာလည်းရှိရနော်ဒီဟာလေးလည်းကျွန်တော်ဒီနေ့ကတော့ပြခဲ့ပြီးပြီ download ဆွဲပြီးဒါလေးလောက်တာပြခဲ့ပြီးပြီနော်ကျွန်တော်ကဒီနေ့ data ဆွဲมาဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာ အောက်ကိုဆင်းမယ်နော်ဆင်းပြီးဒီမှာကျွန်တော်တို့ select download ဆိုတဲ့ဟာလေးကိုဒီမှာ ISO ဆိုတဲ့အောက်မှာရှိရယ် select download ဆိုတဲ့ဟာလေးကိုကျွန်တော်ယူမယ်နော်ကျွန်တော် this admin ကနေပဲယူမှာဒီဟာလေးကိုကျွန်တော်တို့ပေးလိုက်မယ်ပြီးပြီးကျွန်တော်ဒီမှာ confirm ကျွန်တော်နှိပ်မယ်နော်နှိပ်ပြီးခဏဆောင်းဆောင်းပြီးကျွန်တော်ဒီမှာ language ပေါ့နော်ကျွန်တော် language ကျွန်တော်ယူရမယ်ကျွန်တော် language ယူရမယ် language မှာကျွန်တော်ကဒီမှာတော့ English United States ဆိုတာလေးကိုကျွန်တော်ယူမယ်ပြီးရင်ကျွန်တော်တို့ confirm ကိုဆက်နှိပ်နှိပ်ပြီးခဏဆောင်းမယ် ကျွန်တော်ဒီမှာ 64bit ဆိုရဲ download လေးပေါ်လာလိမ့်မယ်နော် Windows 11မှာ 64bit ပဲရှိရဲ။ဒါကြောင့် 64bit download လေးကိုကျွန်တော်တို့နှိပ်လိုက်။နှိပ်လိုက်တာနဲ့ကျွန်တော်တို့ဒီကောင်လေးကဒီနားမှာ download ဆိုရဲဟာလေးအများလေးပြပြီးဆွဲနေလိမ့်မယ်။ဒီ ISO file ကို download မယ်ဆိုရင်ကျွန်တော်တို့ kit က 7kg ကျော်တဲ့အတွက်ကျွန်တော်တို့အနည်းဆုံးပေါ့နော်ကျွန်တော် line မကောင်းရင်တစ်နာရီခွဲနှစ်နာရီလောက်ကြာတယ်ဗျ။အဲဒါကြောင့်မလို့ကျွန်တော်ဒီနေ့ဆွဲမပြတော့ဘူး။ ဒါဆိုရင်ကျွန်တော်တို့ဒီမှာဒါဆိုရင် download ဆွဲတာလေးတည်ပြီးတော့เนาะကျွန်တော်တို့ဒီမှာဆို download ဆွဲပြီးသွားရင်ကျွန်တော်တို့က ISO file လေးရလိမ့်မယ်ပေါ့เนาะ ISO file လေးကိုကျွန်တော်တို့ download ထဲမှာဝင်ရှာမယ်ပေါ့เนาะကျွန်တော် ISO file လေးက download ထဲမှာကျွန်တော်တို့ရှိနေလိမ့်မယ်ကျွန်တော်ကတော့ဒီမှာကျွန်တော်ဒီ desktop ကိုဆွဲတင်ပြီးသွားပြီပေါ့เนาะကျွန်တော်တို့ ISO file လေးက download ထဲမှာဟိုပေါ့ download ဆွဲထားရင်ကျွန်တော်တို့ဒီ download ဆိုရဖိုလ်ဒါထဲမှာရှိနေလိမ့်မယ်ပေါ့เนาะ ဘရိုင်းမှာရှိနေရကျွန်တော်ကတော့ဒီမှာ desktop ပေါ်မှာကျွန်တော် set တင်ပြီးသွားပြီဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ desktop ပေါ်မှာပဲကျွန်တော်ပြလိုက်မယ်နော်ဒီမှာကျွန်တော်တို့ဒါ iso file လေးပေါ့နော်ကျွန်တော်ဆွဲလိုက်တာနဲ့ဒီလို iso file လေးကျွန်တော်ရာမယ်ဝင်11ဆိုပြီးတော့ကျွန်တော် iso file လေးရာမယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ကဒီ band drive ပေါ့ဒီ band drive ဆိုတဲ့ software လေးလိုမယ်ဒါမနေ့ကကျွန်တော်ပြတဲ့ rufus software ပေါ့နော်ဒီ band drive ဆိုတဲ့ software လေးလိုမယ်ဒီ band drive ကိုကျွန်တော်တို့ download ဆွဲဖို့ဆိုရင်လည်းကျွန်တော်တို့ browser ရဲ့ထပ်ဝင်မယ်ပေါ့နော် မျိုးပြောဒီမှာကျွန်တော်တို့ free version ရရတယ်ဖြစ်တဲ့အတွက်ဒီကောင်လေးက free version ရရတယ်ဖြစ်တဲ့အတွက်ကျွန်တော် band drive ဆိုပြီးရိုက်လိုက်မယ်နော် v e n t o y ဒီမှာ band drive download ဆိုပြီးကျွန်တော်ကြာလိုက်နော်ဒီ band drive download လေးကိုကျွန်တော်နှိပ်မယ်နှိပ်ပြီးဒီမှာ band drive browser ရဲ့အောက်မှာရှိရဲ band drive download ဆိုတာလေးကျွန်တော်ဆက်နှိပ်နှိပ်ပြီးဒီမှာကျွန်တော်တို့နော်ဒီမှာ band drive သူကလည်းကျွန်တော်တို့ဒီမှာ ပြထားတယ်ဒီမှာ window အတွက်ရဲ့ကျွန်တော်တို့ linux အတွက်ရဲ့နော်ဒီမှာက if ဆိုတာအတွက်ရနော်ကျွန်တော်တို့ ISO ဖိုင်လေးပေါ့နော်ကျွန်တော်တို့က window အတွက်သုံးပါဖြစ်တဲ့အတွက်ဒီကောင်ကိုကျွန်တော်တို့ download ဆွဲရမှာနော်ဒီ zip ဖိုင်လေးကိုကျွန်တော်တို့ download ဆွဲမယ်ကျွန်တော်တို့ဒီကောင်ကကျွန်တော်တို့ download ဆွဲတဲ့အခါမှာကျွန်တော်တို့ဒီကောင်လေးကိုကျွန်တော်တို့နှိမ့်လိုက်တာနဲ့ဒီမှာကျွန်တော်တို့ download ဆွဲနေလိမ့်မယ်နော်ကျွန်တော်တို့ download ဆွဲပြီးသားဖြစ်တဲ့အတွက်မပြတော့ဘူးဒီ zip ဖိုင်လေးကျွန်တော်တို့ကြာလာလိမ့်မယ်နော်ကြာလာရင်ကျွန်တော်တို့ download ထဲမှာ zip ဖိုင်လေးကြာလာလိမ့်မယ်နော် download ဆွဲလိုက်တာနဲ့ကြာလာပြီဆိုရင်ကျွန်တော်က zip ဖိုင်လေးကိုဒီလိုလေးကျွန်တော်တို့ ဝင်းရာနဲ့ပေါ့နော် Israel ဖိုင်ကိုကျွန်တော်ပြန်ပြီးတော့ဖြီထုတ်ရအောင်နော်ကျွန်တော်ဒီကောင်လေးကျွန်တော်ပြန်မရှိလားမသိဘူးမနော်ကျွန်တော်ဒီ band drive ဆိုရဒီမှာ zip ဖိုင်လေးပေါ့နော်ကျွန်တော် band drive ဆိုဒီ zip ဖိုင်လေးကျွန်တော်ကြာလာလိမ့်မယ် zip ဖိုင်လေးကိုကျွန်တော်က right click နေပြီးတော့ဒီမှာ Israel here Israel ဖိုင်လေးရရအောင်နော်ကျွန်တော်တို့ဒီဟာလေးနဲ့ကျွန်တော်တို့ဖြီချလိုက် ဖြစ်ချလိုက်ရင်ကျွန်တော်က brand line ဒီလိုလေးဖိုင်ပုံစံမျိုးလေးကြာလာလိမ့်မယ်နော်ဖိုင်ပုံစံမျိုးလေးကြာလာရင်ကျွန်တော်တို့ကဒီဖိုင်ထဲဝင်ပြီးတော့ဒီမှာ brand drawing ဆိုတဲ့ဒီဟာလေးကိုကျွန်တော်တို့တုံးမယ်နော်အဲကျွန်တော်က zip file လေးခုနက brand line zip file လေးကျွန်တော်ကဒါ extract ဖြစ်ချလိုက်တာနော် extract ဖြစ်ချလိုက်ပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ brand line လေးကိုတွားမယ်ကျွန်တော်က static ထိုးပြီးသားဖြစ်ရမယ်နော်ကျွန်တော်ခုနကလိုပဲ static ထိုးပြီးသားဖြစ်ရမယ်ဒီမှာ brand drawing 2 disk ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ထပ်ပြီးတော့ဖွင့်မယ် ပြင်ပြီးကျွန်တော် yes ပေးမယ်ပြင်ပြီးကျွန်တော်ဒီလိုလေးကြာလာမယ်ပေါ့နော်ဒီလိုလေးကြာလာပြီဆိုရင်ကျွန်တော်ကဒီမှာဒီ option ထဲမှာကျွန်တော် select ဖူးကိုဒီကောင်လေးကိုကျွန်တော်တို့အမှန်ကြည့်ပေးထားမယ်နော်စူရဖူးကိုအမှန်ကြည့်ပေးထားမယ်ပြီး partition style ကိုကျွန်တော်တို့က ambr နဲ့ gpd ရွေးမယ်ကျွန်တော်တို့ကတော့ gpd ပဲကျွန်တော်တို့ရွေးမယ်ပေါ့နော်နောက်ပိုင်းဆက်တရား uef ဖြစ်တဲ့အတွက် licensee ဆိုတော့ကျွန်တော် ambr နဲ့တုံးကျင်တုံးပေါ့နော်ကျွန်တော်တို့ဒီကောင်ကကျွန်တော်တို့ chain down လုပ်ပြီးတော့ stick ကို chain down လုပ်ပြီးတော့ကျွန်တော်တို့တုံးလို့ရတယ်ပေါ့နော်ကျွန်တော် GDP ဒီပဲကျွန်တော် GDP ပဲရွေးထားမယ်ပြီးရင်ကျွန်တော်တို့ကဒီမှာဘာမှကျွန်တော်တို့လုပ်ဆရာမလို့ဘန်ဒိုင်းကိုကျွန်တော်တို့က install mount လိုက်မယ်နော်ကျွန်တော် install mount လိုက်မယ်ဒီမှာကျွန်တော်တို့ကမေးရပေါ့နော်ဒီထဲမှာရှိရဖိုတာတွေကပြတ်မယ်ပေါ့နော် ရတယ်ကျွန်တော်တို့ပြက်ပလေးစီပေါ့နော်ဖြတ်ဖြတ်ရမှာပေါ့နော်ကျွန်တော်ဒါဆိုရင်ကျွန်တော်တို့ဘန်ဒိုင်းကိုကျွန်တော်ဘူစတီဘက်လုပ်နေပေါ့နော်ဘန်ဒိုင်းစတီကိုဘူစတီဘက်လုပ်နေပြီ band drive successfully installed to the drive တက်ပြည့်သွားပြီပေါ့နော်ဒီမှာ band drive ဆိုရယ် d ဆိုရယ်ဟာလေးကျွန်တော်တို့ state ပေါ်လာပြီပေါ့နော်ကျွန်တော်ဒီမှာကျွန်တော်ကြည့်ကြည့်မှာပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ band drive d ဆိုရယ်ဟာလေးကျွန်တော်တို့ပေါ်လာပြီပေါ့နော်ဒီထဲမှာကျွန်တော်တို့ကဘာမှလုပ်เสียရမလို့ band drive ကိုကျွန်တော်တို့ကဖွင့်လိုက်အောင်ပဲဖွင့်ပြီးရင်ကျွန်တော်တို့ဒီ window ပေါ့เนาะကျွန်တော်တို့ တွင်းမဲ့ window အားလုံးကိုကျွန်တော်တို့ copy paste ချလိုက်အောင်ပဲเนาะကျွန်တော်တို့ copy paste ချပြီးတော့ကျွန်တော်တို့ကူအောင်မယ်ဒီမှာကျွန်တော်တို့ window level ကိုကျွန်တော်တို့ဆွဲပြီးတော့ copy paste တင်လိုက်အောင်ပဲပေါ့เนาะဒါဆိုရင်ကျွန်တော်တို့ဒီမှာကျွန်တော်တို့ဒါဆိုရင် copy ကူနေပေါ့เนาะဒါဆိုရင်ကျွန်တော်တို့ window level stick ဒီ copy ပြီးရတယ် window level stick ပြီးသွားပြီကျွန်တော် window တန်းထည့်ထည့်မယ်ဆိုရင်လည်းကျွန်တော်တို့ stick စတဲ့လောက်ကျွန်တော်တို့ window တန်းကိုဆွဲထည့်လို့ရရဲ linked map ဟိုကကျွန်တော်တို့အကုန်လုံးဆွဲတင်ထားလို့ရရဲเนาะ boundary stick နဲ့ ဒါတို့ boot table state လို့တည်းလို့လဲခေါ်ရเนาะကျွန်တော်ဒီ pan drive ကကျွန်တော်တို့စသလောက်ကျွန်တော်တို့ဒီပေါ့เนาะ wifi window တွေကိုကျွန်တော်တို့ setting ထားလို့ရပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒါပြီးအောင်ကျွန်တော်တို့စောင့်အောင်ပေါ့เนาะဒါဆိုရင်ကျွန်တော်တို့ pan drive တုံးပြီးတော့ windows တွေလို့ဒါပြီးသွားပြီပေါ့เนาะ အားလုံးဆင်ကြကြလိမ့်မယ်လို့ထင်ပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe လို့ပြောရသေးရင်လည်း like subscribe လို့ပြီးသွားပါအောင်လို့နော်